ဘုမင်းမင်္ဂလာပါရှင်။ကျမကတော့ ALC Academy ရဲ့တီချဲဘုဖြစ်ပါတယ်။ဒီနေ့မှာကျမပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ can la could la can သုံးလား could သုံးလားပေါ့နော်။ကျွန်တော်တို့ auxiliary verb တွေတဲကဟို subtitle တစ်ခုဖြစ်တယ်။ modal verb ကနေပြီးတော့ modal verb ရဲ့အောက်မှာရှိတဲ့ can, could, shall, should, will, would ဒီစကားလုံးတွေက can နဲ့ could ရဲ့အသုံးအနှုန်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ ကျတို့ can သုံးမလား could သုံးမလားပေါ့နော်အဲ့တော့ကျမစီကိုမနေ့ကအဲတပည့်လေးတယောက်က message လေးတစ်ခုပို့လာတယ်ပေါ့နော် can you give me specific title about time ကျမတို့အစေးလေးတစ်ခုရေးခိုင်းလိုက်တယ်အဲ့ဒါနဲ့သူကအဲသူဘာရေးရမလဲပေါ့နော် can သုံးရမလား could သုံးရမလားဆိုပြီးတော့မေးထားတာအဲ့တော့အဲဒီနန်းလေးမှာသူ message ပေးလိုက်တဲ့အချိန်မှာပေါ့နော်ကျမတတိယလိုက်တာတစ်ခုရှိတယ်ကျမတို့ဆရာကြီး အာကျွန်တော် TOEFL လို့ IELTS တရားစတော့ပေါ့နော်ကျွန်မဆရာကြီးတွေနဲ့အာဆရာကြီးတွေစီမှာသွားပြီးတော့စတင်ရတဲ့အကြောင်းကိုပြောရပါပေါ့နော်အဲ့ဒီမှာဗာလေးကြုံခဲ့လေဆရာကြီးကတနေ့ can နဲ့ could အကြောင်းသင်ပေးတယ် can you could you တနေ့မှာဆရာကြီးစီကိုလာတယ်တဲ့အဲတကယ်အလူကြီးတယောက်ပေါ့နော်လာပြီးတဲ့ခါကျတော့သူပြောတယ် can you help me this process can you help me this process လူတို့ process ရှိမှာပေါ့နော်အဲအဲ process ကိုကုညီနိုင်မလားလို့လာမိတယ်။ဆရာရဲ့ပြန်ဖြေလိုက်တယ် I can but I couldn't လို့ပြန်ဖြေလိုက်တယ်နော်ဆရာရဲ့ဖြေက I can but I couldn't ပြောချင်တာကတော့ဗာလဲဆိုတော့ तू ကဒီဆရာရဲ့ဒီမိကုံးကိုပြန်ကောက်တဲ့နေရာမှာ can လို့ကောက်တဲ့အခါမှာတငယ်ချင်းချင်းချင်းတငယ်ချင်းချင်းချင်းမေးတယ်ဟဲ့မင်းရေကူးတက်လားမင်းကစားတက်လားမင်းစက်တောင်ရိုက်တက်လားဒါပေမဲ့မင်းအင်္ဂလိပ်စကားပြောတက်လား ီလိုမျိုးတွေနေရာမှာခံနေခွတ်တင်နေကျွန်တော်သုံးကြတာပေါ့เนาะခံခံနဲ့သုံးကြတာပေါ့ဒါပေမဲ့ကိုယ့်ရဲ့အထက်လူကြီးကိုစကားပြောတဲ့အခါမှာဒါမှမဟုတ်ကိုယ့်ဆရာဆရာမတယောက်ကိုစကားပြောတဲ့အခါမှာကိုလေးစားရတဲ့လူတယောက်ကိုစကားပြောတဲ့အခါကျတော့ကျွန်တော်တို့ကခံနဲ့သွားသုံးလို့မရဘူး could you ဆိုတဲ့စကားလုံးလေးနဲ့ပြောရတာပေါ့เนาะ could you tell me could you answer me uh something ပေါ့เนาะဆက်ပြောရတာဒါကြောင့်မလို့ဆရာကြီးဖြေလိုက်တဲ့အဖြေမှာ i can but i couldn't မလုပ်တတ်တယ် အမေကမလုတ်ပေးနိုင်ဘူးပေါ့နော်ဒီစကလုံးလေးဖြေလိုက်တာအဲ့တော့ကျတော်တို့ပုံမှန်တိုင်းကြည့်တယ်ဆိုရင်တော့ can တို့ could တို့ကလွယ်လွယ်လေးပဲဒါပေမဲ့တကယ် English ကိုတည်တည်ချာချာလေ့လာကြတဲ့အခါကျတော့ can လေးသုံးတယ်လား could ကပို့ပြီးအသုံးပြုဖို့အတွက်ထိုက်တန်သလားပေါ့နော်ဒါလေးတွေကျတော်တို့ စဉ်းစားရမှာဖြစ်တယ်။အဲ့တော့ဒီလိုမျိုး can good ရဲ့ရွတ်တွေတဲ့မကဘူးတခြား grammar နဲ့ပတ်သက်လို့အသေးစိတ်သင်မဲ့သင်တန်းလေးတွေပေါ့နော်ကျမတို့ ARC ကနေဖွင့်ဖို့ရှိတယ်။အဲ့တော့ဒီ March 14ရက်နေ့ကနေစပြီးတော့ဖွင့်မဲ့ grammar grammar and vocab ပေါ့နော်အဲ့ဒီ class လေးကိုတက်ဖို့ဖိတ်ခေါ်ပါတယ်။အဲ့တော့ဒီလိုအမှားမျိုးတွေမကြုံရအောင် grammar class တွေလည်းကျမတို့ဆက်ပြီးတော့တက်ပြီးတော့လေ့လာကြရအောင်ပါလို့โอเคကျေးဇူးတင်ပါတယ်ဘာဘာ